တရင်ပြသများလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တစ်ဆက်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပြမအူဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဇေယောဆိုးရဲ့တူးယောင်ရွေးကောက်ပွဲကိုဂူလာသမကကခန်းကွက်ရံနဲ့ ICC တရားရုံးကမင်းအောင်နိုင်ကိုဖန်ဝင်ရန်ထုတ်ရန်အချိန်ကျပြီလို့ ဒမ်မကြီးဦးကျော်မိုးတွန်းတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာအကြမ်းဖက်ဆဲအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းကုလသမဂ္ဂထွေထွေညီလာခံနဲ့လုံခြုံရေးကောင်စီရဲ့ထုတ်ပြန်ချက်များကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေမှာထည့်သွင်းဖော်ပြခြင်းဖြင့်မြန်မာပြည်သူများနဲ့အတူရည်တည်ကြောင်းပြသရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဒမ်မကြီးဦးကျော်မိုးတွန်းကအကြံပြုတိုက်တွန်းလိုက်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ28ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုကော်မတီရဲ့မြမအရေးစီဝေးမှာကုလသမဂ္ဂဆိုင်ရာမြမတမတ်ကြီးဦးကျော်မိုးထွန်းကယခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။လက်ရှိမှာကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံများပါဝင်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုလုံးနေနေလဲ။ဆဲအုပ်စုရဲ့တူးယောင်ရွေးကောက်ပွဲအားကန့်ကွက်ကြောင်းကိုအထွေထွေညီလာခံတဲ့လူခွင့်ရေးကောင်စီရဲ့ဆုံးဖြတ်ချက်များ လုံခြုံရေးကောင်စီရဲ့ထုတ်ပြန်ချက်များမှထည့်သွင်းခြင်းအပြင် မြန်မာပြည်သူများနဲ့တူရည်တည်ကြောင်းကိုခိုင်ခိုင်မာမာပြသတဲ့တယ်လို့တမန်ကြီးကကြံပြလိုက်တာဖြစ်ပါတယ်။ယခုဆေးဥစုကပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲဟာလုံးဝအုတ်တုံရုတ်တိကင်းမဲ့တာကြောင့်တခဲနဲ့ဝိုင်းဝန်းခံခွက်ကြရမှာသာဖြစ်တယ်လို့ရှင်းလင်းစွာပြောကြားလိုကြောင်းဆေးဥစုဟာရွေးကောက်ခံရတအစိုးရကိုတရားမဝင်ဖယ်ရှားကမတရားဆက်အနာဒိန်ခဲ့ခြင်းဖြစ်ကြောင်းဥပဒေကြောင်းရာဖြစ်စေဂျင်းဝဲဒိခါရာဖြစ်စေ ရွေးကောက်ပွဲချင်းပပြုလုပ်နိုင်တဲ့တရားဝင်ခွင့်အာဏာမရှိဘူးလို့တမန်ကြီးကရှင်းပြပါတယ်။ဒါပြန်ဆိုဆိုဟာပြည်သူများပေါ်မှာလူမဆန်စွာစစ်မှတ်ပြုနေပြီးလူခွင့်ရေးချိုးဖောက်မှုများကိုစနစ်တကျလုံလုံကျူးကျူးကျဲကျဲပြန့်ပြန့်ကျူးလွန်နေပြီးတော့၎င်းတို့ရဲ့ရွေးကောက်ပွဲလို့ခေါ်ထွန်းတဲ့နည်းလမ်းဟာတရားဝင်နိုင်ငံရေးလုပ်ငန်းစဉ်မဟုတ်တကဲ့သို့မှန်ကန်တဲ့ဖြည့်ရှင်းနည်းလမ်းမဟုတ်ကြောင်းလောလတ်ပြီးမျှတတဲ့မဲပေးရွေးချယ်မှုတို့အခြေခံကြားတဲ့အခြေအနေများမရှိနိုင်ငံရေးပါတီအများစုဟာလည်းဖြတ်သိမ်းခံထားရတာ လူလုံးရင်းနဲ့ပြည်တွင်းနေရဆုံးခွာထွက်ပြေးတင်းရှောင်းနေခြင်းနေရနှက်မှာပြိပခါတွေဖြစ်ပေါ်နေခြင်းဆဲအဆူမှအကြောက်တရားနဲ့ထိန်ချုပ်နေခြင်းနဲ့နိုင်ငံသားများရဲ့နိုင်ငံရေးအခွင့်အရေးအားကန့်သတ်ခံထားရပြီးလွန်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကိုထိန်ချုပ်ထားခြင်းတို့ကလည်းဆက်လက်ဖြစ်ပေါ်နေတယ်လို့ဦးကျော်မိုးတွန်းကပြောပါတယ်။လက်ရှိမှာဆဲအဆူအနေနဲ့နိုင်ငံရဲ့နည်းမြေဒုံးဆက်ရက်ကိုင်းတို့အောက်ကိုသာထိန်ချုပ်ထားနိုင်ကြောင်းလက်ရှိအခြေအနေအောက်မှာကျင်းပတဲ့ရွေးကောက်ပွဲဟာမြေတို့မှာလွတ်လပ်မျှတပြီး အားလုံးပါဝင်မှုရရှိနိုင်မှာမဟုတ်ဘဲလိန်ညာလှည့်ပြားတဲ့လုပ်ငန်းစဉ်များသာဖြစ်ကြောင်းဒါကြောင့်မိမိတို့အနေနဲ့ဆေးဥစုရဲ့ကြော်ကွင်းထောင်ချောက်တွင်းတို့မိတို့မှကြားရောက်လို့မရကြောင်းအလားတူ၎င်းတို့ရဲ့ဝါဒမိုင်းတိုက်ခြင်း၎င်းတို့ရဲ့သတင်းမှားတွေနဲ့ယုတ်တိယုတ်တန်မရှိတဲ့အချက်လက်များကိုဖျန်းဝေခြင်းအောက်မှာဥတီချက်တွေမပြောက်ဆုံးတင်ဘူးလို့တမန်ကြီးကသတိပေးပါတယ်။ဒါပြင်မြန်မာရေးကိစ္စကိုဖြည့်ရှင်းရန်တို့ကနင်းနာသူများတို့အတရားမျှတမှုဖော်ဆောင်ပါ။ တရားခဏ်များရဲ့ပြစ်ဒဏ်ကင်းလွတ်နေမှုကိုအပြီးတိုင်ခြုံငင်းရမှာဖြစ်ကြောင်းလူ့ခွင့်ရေးမဟာမင်းကြီးမှတောင်းဆိုထားတဲ့အတိုင်းလုံခြုံရေးကောင်စီအနေနဲ့မြန်မာရေးကိစ္စတခုလုံးကိုနိုင်ငံတကာရာဇဝဲခုံရုံးတို့လွှဲပြောင်းတင်သွင်းရန်၎င်းကထပ်လောင်းတောင်းဆိုပါတယ်နိုင်ငံတကာရာဇဝဲခုံရုံးဆိုရရှိနေကနေမယောင်းနိုင်အားဖန်ဝင်ရန်ထုတ်ရန်2024ခုနှစ်ကတောင်းဆိုခဲ့တဲ့အပေါ်လဲကြိုးဆိုထောက်ခံကြောင်းနိုင်ငံတကာရာဇဝဲခုံရုံးအနေနဲ့ယခုခါမယောင်းနိုင်ကိုဖန်ဝင်ရန်ထုတ်ရန်အချိန်ကကြာတင်နေပြီဖြစ်ကြောင်း ဒီနေ့အပြင်ရာဇဝဲသားများအနေနဲ့၎င်းတို့ကျူးလွန်ခဲ့တဲ့လူမဆန်တဲ့ရာဇဝဲမှုများအတွက်လော်လံမရှိတာကိုပြတ်သားစွာသတင်းစကားပါနိုင်မှာဖြစ်တယ်လို့သူကပြောပါတယ်။ဒါပြင်မြန်မာရေးကိစ္စအားဖြည့်ရှင်းရန်တို့ကပြည်သူဆန္ဒနဲ့အညီလှုံ့ဆော်ခြင်းကသာလျှင်ပြေဆုံးကုန်လုံးနဲ့နိုင်ငံရေးနိလန့်ဖြစ်ကောင်တို့ဖြစ်ရာဆေးရနာရှင်စနစ်နဲ့မတရားဆေးရနာတိမ်မှုတို့ကြာရှုံးခြင်းနဲ့ Federal Democracy ပြည်ထောင်စုထူထောင်ရေးတွေအတွက်အမြဲတစေအားထုတ်ကြိုးပမ်းကြရမှာဖြစ်ကြောင်းနိုင်ငံတော်မှာအကြံဖတ်မှုများချုပ်ငင်းစေရန် လိုအပ်နေသူများအထူးသဖြင့်ပြည်ပကားတန်တဲ့နေရာများထံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများအဟံထားမရှိပို့ဆောင်နိုင်ရန်နိုင်ငံတော်တိုင်းကံပို့ကိုတော်ဆန်းစုကြည်နဲ့ဓမ္မရာအဝဲမြင့်တို့အပါအဝင်နိုင်ငံရေးကျင်းသားများအားလုံးကိုချက်ချင်းပြန်လည်ပေးရန်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူများအခြေခံလူ့ခွင့်ရေးများခံစားခွင့်ရနိုင်မဲ့အခြေအနေများဖန်တီးပေးရန်တောင်းဆိုလိုပြီးတော့ဒို့မှသာအားလုံးပါဝင်မှုရှိတဲ့စစ်မှန်တဲ့ဒွေးဆောင်ဇွန်နေမှုစီကိုဦးတည်တွားရောက်နိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံဟာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလမ်းကြောင်းမှန်ပေါ်သို့ဘိုးဆောင်နိုင်မယ်လို့ယုံကြည်ကြောင်းတမန်ကြီးကပြောဆိုတော့ပါတယ်ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့နထဝီမျိုးနဲ့ကံကြီးဝါမှာထိုင်ချတက်ဆွဲထားတဲ့စတက်စကန်ကိုဝင်ရောက်တိုက်ခိုက်မှုတို့မှာစတား၅ဦးတစ်ဆုံးနယ်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါတယ်မန္တလေးတိုင်းနထဝီမျိုးနဲ့ကံကြီးဝါမှာထိုင်ချတက်ဆွဲထားတဲ့အကြံဘတ်စတက်စကန်ကိုဝင်ရောက်တိုက်ခိုက်ရမှာ အကြံဘတ်စတား၅ဦးတစ်ဆုံးခဲ့တယ်လို့ မြင်းချမ်းခရိုင်မတက်တရမတော်ဝင်ရှိသူတဦးကပြောပါလိမ့်ပြီးခဲ့တဲ့အော်တိုဘာလာ26ရက်နေ့ကနထိုးကြီးမြင်းချမ်းလမ်းမိုက်မှာရှိတယ်အင်အား90ခန်းနဲ့ဂျမ်ဘတ်စက်တက်နဲ့ပြူစောတီများအထိုင်ချတဆွဲထားတဲ့ကံချေးဝါတို့တော်လိုင်းတပွဲများကဝင်ရောက်တိုက်ခိုက်ခဲ့ကြအောင်အစိုးပါတကမ်းမှုတို့မှာဂျမ်ဘတ်စက်တက်ဘက်ကစစ်သား9ဦးတေဆုံးကဒေါ်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါလိမ့်အခုကံချေးဝါမှာကစစ်ခွေးရင်ဟာခမ်းမန်းချေ90ဝန်းကျင်လောက်ရှိတယ်တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာစစ်ခွေးလောင်းနေတဲ့ဒဏ်ရာရတဲ့ကောင်တွေကို ဂားရီနဲ့မြို့တဲကိုတဲသွားတယ်လို့သိရပါတယ်။စကွေးတေတာက9កောင်လောက်ရှိမယ်။ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြင်းချမ်းခရိုင်မှတ်တက်တရဲမှတာဝန်ရှိသူကပြောပါတယ်။အစောပါစစ်စင်ရေတိုက်ခိုက်မှုကိုမြင်းချမ်းခရိုင်မှတ်တက်တရဲနဲ့နထွေးမျိုးနဲ့ဖကားဖားတို့ကပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းမတ်စစ်သားများဟာဆိုင်ကယ်များနဲ့ဂုံးသားယူဘက်ကိုထွက်ပြေးဆုတ်ခွာသွားကြောင်းသိရပါတယ်။နောက်ထပ်ထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရခိုင်ပြည်ကိုတိမ့်ပိုက်သွားမယ်လို့ အားစားခေါင်းဆောင်ပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါလိမ့်။ရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုခြေပြုတ်လှုပ်ရှားနေတဲ့မွ슬လင်လက်နက်ကိုင်အားစားပွဲကပြောဆိုလာပါလိမ့်။ပြီးခဲ့တဲ့အော်တိုဘားလ9ရက်နေ့ကပြုလုပ်ခဲ့တဲ့အားစား9နှစ်မြောက်နှစ်ပတ်လည်စုဝေးပွဲမှာအားစားခေါင်းဆောင်ရှိတ်ပါဟန်ကပြောဆိုခဲ့တယ်လို့ပြီးခဲ့တဲ့အော်တိုဘားလ26ရက်နေ့ကထိုကဲသို့ထုတ်ပြလာတာဖြစ်ပါလိမ့်။ငါတို့စူးစမ်းရမယ်။ငါတို့တော်လန်ရေးကိုနားလဲရမယ်။ငါတို့ကိုကဘာလည်းမကူညီဘူး။ တိုင်းပြည်မှာရှိတဲ့မွတ်စလင်တွေညီညွတ်ရမယ်။ညီညွတ်အောင်လည်းလုပ်ရမယ်။ငါတို့တယောက်ချင်းစီစ조사ရမယ်။ရခိုင်ကိုရအောင်တိုက်မယ်။ဒေရင်သေးပါစေလို့အာစာခေါင်းဆောင်ရှိတ်ပါဟန်ကပြောပါတယ်။အာစာတပွဲဝင်တွေထုတ်ပြန်တဲ့အဲ့ဒီဗီဒီယိုဖိုင်မှာတနက်များကင်ပြီးတိုက်ခိုက်ရေးဝတ်စုံများဝတ်ဆင်ထားတဲ့အာစာတပွဲဝင်များကလည်းလက်နက်ကင်တိုက်ပွဲဆင်နွှဲကြမယ်လို့ကြွေးကြော်ခဲ့တာကိုတွေ့ရပါတယ်။ယခုကအာစာဖွဲ့ဟာမောင်နှောင်းမျိုးနဲ့မြောက်ပိုင်းနဲ့ထိစပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအိုခီရာနဲ့နှချောင်းခရီးရဲ့နေတဝိုက်မှာ လေးချင်းရဲ့စကန်တက်များတိဆောက်ထားတယ်လို့လည်းနေဆက်သတင်းရင်းမြစ်တွေထံကသိရပါတယ်။ထို့ကဲ့သို့အာစာတပ်ဖွဲ့ဝင်များပြောဆိုလာကြရင်ရခိုင်ပြည်နယ်မှာနိုင်ငံရေးစုရဲ့အချက်တဲများကိုခွင်ကောင်းယူပြီးအချမ်းပတ်စစ်တပ်နဲ့ဟန်ချမ်းညညစေရေးဖို့ရန်ဂျိုးစားလာခြင်းဖြစ်နိုင်တာကြောင့် ULAA အနေနဲ့သတိကြီးစွာစောင့်ကြည့်ရန်လိုတယ်လို့ရခိုင်နိုင်ငံရေးသမားတွေကပြောပါတယ်။အခုကနိုင်ငံရေးချက်တဲကာလကိုခွင်ကောင်းယူပြီးတော့အာစာဟာရခိုင်ပြည်နယ်တဲကိုခြေချပြီးတပြည်နယ်လုံးကိုတိမ့်မယ်ဆိုတဲ့ပုံစံမျိုးအခုပို့ပြီးတော့မြင်တွေ့ရတယ်။ မဟာမိတ်သုံးဘွဲ့ထဲမှာလည်းတအောင်းနဲ့ကိုကန်းကပြေးရထားပြီးတစ်ဖက်မှာရခိုင်ကိုစကားစကားပြန်ထိုးဆစ်ဆင်ဖို့ကြိုးစားနေတဲ့ကာလာနဲ့တိုက်ဆိုင်နေပါတယ်။ဒါတွေကစကားစားနဲ့အာစာတို့ကြားမှာတစုံတရာဟန်ချမ်းညင်ညင်နဲ့စေရေးဖော့ဆောင်ဖို့ကြိုးစားနေတယ်လို့လည်းမြင်နေရတယ်လို့ရခိုင်နိုင်ငံရေးစောင့်ကြည့်လေးလာနေသူတအူးကပြောပါတယ်။အချမ်းမဲ့စစ်တပ်နဲ့အာစာဘွဲ့ဟာပြီးခဲ့တဲ့ဗူဒီတော်မောင်တော်တိုက်ပွဲတွေမှာအာရခတက်တော့ကိုပူပေါင်းတိုက်ခိုက်ခဲ့တဲ့မဟာမိတ်ဖွဲ့တွေဖြစ်ပါတယ်။ဒါပြန်လက်ရှိမှာအာစာဘွဲ့ဟာ င်္ဂလားဒေ့ရှ်နယ်စပ်ကအေအေတပ်စခန်းများကိုချောင်းမြောင်းတိုက်ခိုက်မှုတွေစတိုက်လှုံ့ဆော်နေပြီးမောင်နှော့ဗိုလ်သီးတောင်ရသေးတောင်မျိုးနယ်များမှာဒေသခံပြည်သူများကိုခြုံကိုတိုက်ခိုက်ခြင်းအကြမ်းဖက်တပ်ဖြတ်ခြင်းများကိုလည်းလှုံ့ဆော်နေပါတယ်။ဒါကြောင့်မောင်နှော့မြို့နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နယ်စပ်ဂျီဝါများမှာဒေသခံတချို့ဟာလည်းအာစာအန်နေရဲ့အကြောင်းလုံခြုံရေးစိုးရိမ်ရတာကြောင့်ရွှေ့ပြောင်းနေသူများလည်းရှိတယ်လို့သိရပါတယ်။လက်ရှိမောင်နှော့ဗိုလ်သီးတောင်မျိုးနယ်တွေမှာအာစာဖွဲ့တွေရဲ့တောင်းကျမ်းတာကြောင့်ဒေသခံတွေခေးသွားမှာကိုတောင်စိုးရိမ်နေရတယ်။ အခုလည်းဆက်လက်တိုက်ခိုက်မယ်လို့အာစာဖွဲ့ကပြောထားတော့အာရခတက်တော့ကအင်အားတုံးပြီးထိထိရောက်ရောက်ဂိုင်းတွဲဖို့လိုအပ်တယ်လို့ဘူဒီတောင်ဒေသခံမျိုးသားတအူးကပြောပါတယ်။လက်ရှိမှာအေးဟာမောင်နှောမျိုးနဲ့မြောက်ပိုင်းကိုနင်းမြေရှင်းလင်းရေးဦးစားပေးလုပ်နေပြီးမယူတောင်ကျောတခြားမှာလည်းဓတ်စုခွဲကစကန်းချကင်းဆောင်ခြင်းစစ်ချောင်းထိုးခြင်းနေနဲ့အာစာဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုရှင်းလင်းနေတယ်လို့ဒေသခံများတန်ကသိရပါတယ်။ဒါကြောင့်နေဆိုင်ဒေသခံများအနေနဲ့လည်းတော်ရဲတောင်နဲ့လူပြတ်တဲ့နေရာများကို လူနေစုနဲ့သွားလာကြတာတွေကိုတန်းနိုင်ဆုံးမပြုတ်လောက်ကြရနိုင်ရေးကြီးကိစ္စသွားရောက်မယ်ဆိုပါကအေးတပွဲဝင်များထံတရင်ပါပြီးမှသွားရောက်ကြရန်အေးကတိုက်တွန်းထားပါလိမ့်ပြီးခဲ့တဲ့အော်တိုဘာလ24ရက်နေ့ကကင်းချောင်းကြီးဝါအနီးမယူတောင်ချီရင်မှာနွားချောင်းနေတဲ့အမျိုးသမီးငယ်တဝူးပါဝင်ဒေသခံ3ဦးကိုအာစာအဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ရကူးချိန်ထိပြန်ရှာမတွေ့သေးဘူးလို့ဒေသခံများထံကသိရပါတယ်လက်ရှိမောင်နှောင်းမြို့နယ်မြောက်ပိုင်းဒေသတွေမှာနေထိုင်နေရခိုင်မာရမာကြီးမျိုးဒိုင်းနဲ့တက်စားတဲ့မျိုးနွယ်စုဝင်တွေဟာ အာစာဖွဲ့ရဲ့တပ်ဖြတ်ခြင်းကိုခံနေကြရတယ်လို့ဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မိုးကုံမျိုးကိုစကောမရှင်လက်အောက်မချားစေရန်ကာကွယ်သွားမယ်လို့မိုးကုံပါခဖကထုတ်ပြန်လိုက်ကောင်းဒီအန်လေတံမြနိုဝင်ဘာမှာမြို့ရင်းကနေထွက်ခွာမယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မန္တလေးတိုင်းမိုးကုံမျိုးကနေတအောင်မျိုးသားလုံမြောက်ရီတက်မတော်ဒင်းနလီတံများထွက်ခွာမယ်လို့အချမ်းပတ်စကော့မရှင်နဲ့သဘောတူညီချက်ရယူပြီးနောက်မှာမိုးကုံမျိုးကိုစကော့မရှင်လက်ထဲသို့မချရောက်စေရန်အတွက ရင်ဆိုင်ကြော်လွားသွားမယ်လို့မိုးကုတ်ပကဖကထုတ်ပြန်လာပါတယ်။လက်ရှိ DNL နဲ့စကော့မရှင်ကိုယ်စားလှယ်ဖွဲ့တို့ဟာတရုတ်ဆိုရကူညီနဲ့တရုတ်နိုင်ငံကူမဲမျိုးမှထွတ်ဆုံပြီးတဲ့နောက်အပြဲခတ်ရစရဲ့သဘောတူညီချက်ရရှိကမိုးကုတ်နဲ့မုံမင်းမျိုးနယ်များကနေ DNL တက်တွေထွက်ခွာပေးမယ်လို့ယမန်နေ့အော်တိုဘာလ29ရက်နေ့မှာထုတ်ပြန်လာခဲ့ပါတယ်။ DNL ကထိုကဲ့သို့ထုတ်ပြန်ပြီးနောက်မှာမိုးကုတ်ပြည်သူ့ကာကွယ်ရေးဖွဲ့မိုးကုတ်ပကပဟာမိုးကုံမျိုးကိုစကောမရှင်လက်ထဲသို့မချရောက်စေရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ီကနေ့အော်တိုဘားလာ30ရက်နေ့မှာထပ်မံထုတ်ပြန်လာတာဖြစ်ပါတယ်။အခုနောင်ချိုအကြောင်းမဲ့လာရှိုးပြင်ဦးလင်က PDF တော်လိုက်ရေးတက်တဲ့အကုန်လုံးမိုးခေါကိုဆုတ်ထားတော့စိုးမိနေတယ်လို့ဖြစ်နေတယ်။ DNA လေးကနိုဝင်ဘာမှာထွက်ခွာပေးသွားရင်လည်းတော်လိုက်ရေးတက်တဲ့ကဆက်ပြီးတော့တိုက်မဲ့သဘောမှာရှိတယ်လို့စည်ရေးသတင်းရင်းမြစ်ကပြောပါတယ်။မိုးခေါပါကပါအနေနဲ့တော်လိုက်ရေးအစမှတည်ဘီဆုံးတီတီတိုက်ပွဲဝင်သွားမယ်လို့တန်တိတန် ချမှတ်ထားတဲ့နေအညီလက်ရှိမိုးခေါမျိုးမှာဖြစ်ပေါ်နေတဲ့အခြေအနေများရာမြေတီအခက်ခဲနဲ့ကြုံတွေ့ရစေကမူ မောဟုတ်အခြေပြုတည်ရင်တပ်ဖွဲ့များညီကိုတည်ရင်တပ်ဖွဲ့များတော်လိုင်းရေးတပ်ဖွဲ့များနဲ့ပူးပေါင်းလက်တွဲသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါပြင်မကိုမျိုးအားပြည်သူနဲ့လက်တွဲပြီးအချမ်းဘတ်စခေါမရှင်လာအုပ်တို့မချရောက်စေရန်ရင်ဆိုင်ကြော်လွားကတော်လိုင်းရင်အောင်မြင်မှုဗန်းနိုင်စီတို့ဦးလေးမတုံချီတက်သွားမယ်လို့ဂတိသက်စာပြုကြောင်းဖော်ပြပါတယ်။ဒါပြင်မကိုပါကပါတော်လိုင်းရေးခရီးကြမ်းကြီးအားပြည်သူလူထုရဲ့အကူအညီထောက်ပံ့မှုနဲ့ယက်တိလာတဲ့အဖွဲ့အစည်းဖြစ်ပြီးတော့လက်ရှိချိန်ထိပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ဆက်လက်ယက်တိနေတဲ့အဖွဲ့အစည်းဖြစ်တယ်လို့လည်းသိပေးထားပါတယ် လားတူ MDY PDN ရဲ့မိုးခိုးပြူဟာကလည်းရီမန်ချက်ဘန်းနိုင်တို့ရောင်းတော်လိုင်းရေးအောင်မြင်သည့်အထိဇက်လက်ချီတက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့အော်တိုဘားလာ29ရက်နေ့ကအတိအသင့်ထုတ်ပြန်ထားပါတယ်။အရင်နောက်30နှစ်ခုနှစ်နှစ်ပြည့်မှသည်ဒေါ်လန်ရေးတွက်အကောင်းဆုံးရလက်ထွက်ပေါ်ရေးအပေါ်စေရေးနိုင်ငံရေးသုံးသက်ချက်ဆိုတဲ့ဆောင်းမရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။ဆေးအုပ်စုကိုဒူးထောက်သွားစေခဲ့ပြီးတော့လူသီးရှင်ကြားတရုတ်ဩဇာခံဘဝရအောင်တွန်းပို့နိုင်ခဲ့တဲ့ တစ်ဆယ်နှစ်ခွန်းစစ်စင်ရေးကြီးဟာနှစ်နှစ်တင်းတင်းပြင်းမြောက်လာခဲ့ပြီဖြစ်ပါတယ်။သို့တော့ဆိုပါစစ်စင်ရေးကိုဦးဆောင်ဆင်နွှဲခဲ့တဲ့ညီနောင်ဒုံပေါ်ဘက်ကမီရှုံမီပန်ဖောက်တာကိုမကြားရဘဲတိတ်ဆိတ်နေခဲ့ပါတယ်။ဒါကြောင့်ထားမှဆိုခဲ့တယ်လို့ဒဲဟုစုအားတရုတ်ဩစားခံဖြစ်အောင်လုံနိုင်ခဲ့တယ်လို့၎င်းတို့ကို၎င်းတို့လည်းတရုတ်ဂျိုးဆွဲရကားကြတဲ့သူများဖြစ်ထုတ်ပြလိုက်တယ်လို့ဖြစ်သွားခဲ့ရပါတယ်။ယခုကနှစ်နှစ်ပြင်းမြောက်ပြီးနှစ်ရက်ကြာအော်တိုဘာလ29မှာဒေါအမျိုးသားလူမျိုးရေးတက်မတော်ဟာအာမတန်မန်လျှော်ပြီး မိုးကောင်းတဲ့မုံမိတ်မျိုးများအားပြန်ပေးမယ်လို့ဆိုကောင်း၎င်းတို့အားဘုံမကျဲရန်အပြစ်ခတ်ရဲစဲရေးတို့အားတရုတ်ထိုးကိုစလဲတင်ရှိကျွမ်းရှိမှလက်မှတ်ရေးထိုးပေးလိုက်ရပြီဖြစ်တယ်လို့သိရပါတယ်။ဤတို့ပြင်အညီနောင်ခုနှစ်ဖော်ရဲ့ဆဲရနာရှင်အမြင့်ပြတ်တီအထိပြည်သူတို့နဲ့တူတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ဂတိစကားများဟာလည်းလေနဲ့တူလွှဲမျောသွားကြရပြီဖြစ်ပါတယ်။ဆဲဝစုကတော့မင်းတို့30နှစ်ကုန်ဆက်စင်ရေးကြီးဘာတန်းနိုင်သေးလဲလို့ဆိုကလက်မှတ်ထိုးပြီးထွက်သွားတဲ့ တောင်မှဒူဘိုးချုပ်ကြီးတာချုပ်ကြဦးဆောင်တဲ့ကိုစလေအဖွဲရဲ့ကြောပြင်းကိုကြည်ရင်ကြံခဲ့လိပြီဖြစ်ပါတယ်မြန်မာတို့ဟာတော်လန်ရေးအားနိုင်မှဖြစ်မယ်ဆိုတဲ့စိတ်ကွန်အားအပြည့်နဲ့ဆက်လက်ဆင်နွှဲသွားမှာသာဖြစ်ပါတယ်ဒဇင်နှစ်ခုဆက်စင်ရင်းနဲ့ရရှိခဲ့တဲ့စည်ရေးအထွေးကြုံများအတွက်ဂျေဆူးတင်နေမှာသာဖြစ်ပါတယ်တော်လန်ရေးတို့ဟာအကောင်းဆုံးရလက်ထွက်ပေါ်နိုင်ရေးပေါ်စည်ရေးနိုင်ငံရေးဒုံသက်ချက်ကိုဩစတေးလျအမျိုးသား တက္ကသိုလ်မှာရှိတယ်လူတို့မူဝါဒရေးရာ Crawford စာတင်တိုက်ရဲ့ ဒေါက်တာဘွဲရပညာရှင်မျိုးသမီးဖြစ်သူနီကိုလာဝီလျံကစာရန်ရေးသားခဲ့တဲ့ကိုကောင်းတော့တင်ပြသွားမှာဖြစ်ပါတယ်။သူမှအုတ်ချုပ်ရေးပြိပခဖြစ်ရှင်ရေးမှာဇလင်းနဲ့မြအတွေးကြုံရရှိထားပြီး ဖြစ်တဲ့ပြင်မြမရေးရမှာလဲ၅နှစ်ခန့်တည်းဝဲဝင်လေးလာခဲ့သူလည်းဖြစ်ပါတယ်။နိုင်ငံရေးနည်းနဲ့ဖြစ်ရှင်နိုင်မှုလက်ရှိအနေထားမှာတော့အာဏာသိမ်းဖွဲ့နဲ့မျိုးသားညညွတ်ရေးအစိုးရအန်ယူဂျီကြားဆဲဆက်ဖြစ်ရှင်လာမယ့်အနေထားမျိုး မတွေ့ရသေးပါဘူး။နှစ်ဖက်စလုံးကစည်ရေးနီလန်းနဲ့အနိုင်ရရန်ဂျိုးပန်းနေတဲ့ပြင် အနာဂတ်မြန်မာနိုင်ငံနဲ့ပတ်သက်လို့မိတို့မှရင်ကြားဆီလို့မဖြစ်နိုင်တဲ့အမြင်များဆွဲကင်ထားကြပြန်ပါလိမ့်။ဒီတော့တတိယအင်အားစုဒုံမဟုတ်ကုလသမဂ္ဂမှဝင်ရောက်ဖြန့်ဖြေးပေးနိုင်စရာရှိမဲ့လမ်းစာဆိုလို့ပေါ်ထွက်လာနိုင်စရာအကြောင်းမရှိပါဘူး။နောက်ပြီးအမေရိကန်နဲ့မဟာအမေများဖြစ်တဲ့ဗြိတိန်၊ဂျပန်၊ဩစတြေးလျတို့ပြင်တရုတ်ကလည်းအာဆီယံရဲ့နိုင်ငံရေးအရဖြည့်ရှင်ရေးဂျိုးပန်းလာခြင်းကိုထောက်ခံပေးလာခဲ့ကြပါလိမ့်။အာဆီယံရဲ့အချက်၅ချက်ပါဖော်မြူလာဟာအရာထင်ဖို့နေနေတာတာဘွယ်မထွက်မီကပင်အတန်းငယ်နေပြီဖြစ်ပါလိမ့်။ ဒါပြင်အာနာမသိမ့်မီဆန်နယ်တွင်ပေါ်ထွက်ခဲ့တဲ့ငင်းညာရေးလုပ်ငန်းစဉ်များကိုနိုင်ငံများအနေနဲ့တည်နာလည်ထားဖို့လွန်စွာမှလိုအပ်နေပါတယ်။ထို့လုပ်ငန်းစဉ်များတွင်စစ်တပ်ဟာ၎င်းတို့ရေးဆွဲထားတဲ့ဖွဲ့စည်းပုံနဲ့ကိုဂျိုစီဘွားတို့ကိုကာကွယ်ရန်နိုင်ငံရေးနဲ့ပဲမှာဆက်လက်ရှိနေရမယ်ဆိုတဲ့ဘောင်းအပြင်ဘက်သို့ခြေတလန်းပင်လမ်းရန်စစ်ကူးမရှိကြတာကိုတွေ့ရပါမယ်။ဒီတွယ်ငင်းညာရေးလုပ်ငန်းစဉ်မှန်သမျှကိုဖြန့်မြင်းအဖြစ်ပါဝင်လာခဲ့ကြခြင်းဖြစ်ပါတယ်။ဇုံနှင်းနေကြတဲ့အဖွဲ့များကြားစေဝန်ကွဲအောင်လုံးစော်ပေးခြင်းထွက်ပေါ်လာတဲ့ရလဒ်များကို ဗီတိုနဲ့ပယ်ချနိုင်ရန်အခွင့်အလမ်းများကိုဂျာချောင်းတလို့ချောင်းနေခြင်းများဖြင့်တရုပ်ဆောင်ခဲ့ကြပါတယ်။အပြစ်ကက်ရစရေးများကိုဖောက်ပြက်ပြီးတော့တိုက်ခိုက်ခြင်းမျိုးရိုဟင်ဂျာများပေါ်လူမျိုးတုံးတပြက်တီတီကျွလွန်လာခဲ့ကြပါတယ်။စစ်တပ်နဲ့အာဏာခွဲဝေရေးပုံစံနဲ့ဖြည့်ရှင်းခြင်းမျိုးဟာတောင်နဲ့ဝင်တိုင်းမဲ့လေရင်ကိုအတုစီးနှင်းခြင်းမျိုးသာဖြစ်ပါလိမ့်မယ်။စစ်တပ်ရဲ့စစ်တမ်းပေးနေမှုကိုပြောင်းလဲသွားဖို့ရဟာခေါင်းဆောင်မှန်ရော institution ရာရောဒလေထုံးနှမ်းများရပါတိတိတတအပြောင်းလဲများလုံနိုင်ဖို့မရှိမဖြစ်လိုအပ်လာပါတယ်။ တို့မှလားအနာဂတ်မြန်မာပြည်အတွက်ဘေးသူများမျှော်လင့်ထောင်တားမှုတွေနဲ့တသားတဲ့ကြမဲ့စစ်တပ်ဖြစ်ပေါ်ထွက်လာပါမယ်။အဲလိုပေါ်ထွက်လာရင်စစ်တပ်တွင်းမှာဂျိုးပန်းလာရမှာဖြစ်လာနိုင်စရာအကြောင်းမမြင်သေးပါဘူး။ဆေးရနာတင်ခေါင်းဆောင်မယောင်းလင်ကိုအစိမ်းမြန်တန်တမာရေးနီလန်းနဲ့ချင်းကပ်ပြီးတွဲဆောင်အောင်တရားဥပဒေနဲ့လူ့ခွင့်ရေးကိုအလေးထားဖို့ပြောဆိုရန်ဂျိုးပန်းလာပါကလည်းဒါကဂျော်ရပါဆောင်းတီးတလို့သာဖြစ်ပေလိမ့်မယ်။၎င်းတို့ဘုကလူတူအားအနိုင်ကျင့်ချင်းချောက်ထားနိုင်မယ်။ အကြံဖတ်နေလန်းများနဲ့စစ်ပွဲများဖန်တီးအား UAT စောက်ထားတဲ့ institution ရဲ့ policy ကိုမြေသွမှာပြောင်းလဲပေးလာမှာမဟုတ်တော့ကြောင်းပင်ဖြစ်ပါတယ်။ဒါပြင်နောက်တိုင်းတန်တမန်များနဲ့ဒေတာတွင်မှာရှိတဲ့ခေါင်းဆောင်များအနေနဲ့စကတ်ဟာနိုင်ငံရေးစီရေးရာအားနည်းလာပြီးပြုံးလူပြုတ်ကင်ဖြစ်လာချိန်မျိုးကြားမှာသာ၎င်းတို့နဲ့ထွတ်ထွတ်ဆက်ဆက်မှုရည်မှန်းထားတင်ပါတယ်။အနောက်နိုင်ငံအများပြားဟာအမျိုးသားညညရေးတိုင်းမြခံကောင်စီ NUCC အားဂူကြီးထောက်ပံ့မှုများအတိုင်းအတာတစ်ခုတည်းပေးရန်ကမ်းလှမ်းလာနေပြီဖြစ်ပါတယ်။ အညူစစီယာဖက်ဒရယ်ဒီမိုကရေစီပြည်ရင်းရေးဆွဲရေးလုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ပြသခဲ့ပြီးဖြစ်တော်လဲ။တိုင်းရင်းသားလူမျိုးစုအဖွဲ့များအားလုံးပါဝင်လာအောင်စည်းရုံးနိုင်ခြင်းမရှိသေးပါ။နိုင်ငံပြည်ရင်းပြီးဘောလကန်နိုင်ငံရှင်ဖြစ်လာမယ်ရေ။မြန်မာဟာနိုင်ငံပြည်ရင်းပြီးဘောလကန်ဒေသတွင်းနိုင်ငံများအဖြစ်နဲ့ဂျုံလာရနိုင်တယ်လို့ဆောင်းပါးနဲ့သတင်းစာများမှာရေးသားလာမှုတွေကိုတွေ့ရပါတယ်။နိုင်ငံတကူအလုံးစုံပြိုပြတ်သွားခြင်းဟာရှာရှာပါပါဖြစ်စဉ်မျိုးသာဖြစ်ပါတယ်။မြန်မာဆဲဥချုပ်ရေးအောက်မှာ နိုင်ငံသားများအားဖြည့်ဆည်းပေးရမယ့်အခြေခံလုပ်ငန်းများမဆောင်ရွက်နိုင်ခဲ့သည်ဟာလည်းဆယ်စုနှစ်ပေါင်းများစွာကြုံတွေ့လာခဲ့ရပြီဖြစ်ပါတယ်။လောလောဆယ်မှာစစ်တပ်ဟာနိုင်ငံတွင်ဒေတာအုပ်ချုပ်ရေးကိုပင်ချစ်လက်အောင်တည်ဆောက်နိုင်ခြင်းမျိုးမရှိဖြစ်နေပါတယ်။ဒါကြောင့်ဘောလကန်ဒေတာမျိုးဖြစ်သွားဖို့ဆိုဒီမှာဘဟုအုပ်ချုပ်ရေးအာဏာပြီးပြိုလဲသွားခြင်းနဲ့အတူနိုင်ငံဟာလည်းအစစိမ့်မော်မော်ကွဲကောင်းလူမျိုးစုတူရတူရများနဲ့ဖွဲ့စည်းလာသောတိုင်းပြည်များပေါ်ထွက်လာမှသာဖြစ်နိုင်ပေမည်။ထို့သောလွတ်လပ်ရေးရယူပြီးတတိတခြားခွဲထွက်နိုင်ဖို့က ဥပမာအားဖြင့်ကော့ဆိုဗိုဒီမော်လက်ချ်တွေတောင်ဆူဒန်တို့ကဲ့သို့နိုင်ငံတကာရဲ့ထောက်ခံမှုရဖို့လိုအပ်ပါတယ်မြန်မာပြည်တွက်ကတော့ထို့သို့စပွန်ဆာလုပ်ပေးမဲ့သူများမရှိပါလက်ရှိနေသားကိုပင်ဘေးထွက်နေကြပြီးသူတို့ဘာသာသူတို့ဖြည့်ရှင်းချလိမ့်မယ်အချိန်နှင်းများရခုတက်ပို့ပြီးတော့ရှုပ်ထွေးလာပြီးတော့မချုံနိုင်မကဲနိုင်ဖြစ်လာအောင်ဖန်တီးလို့စိတ်မရှိကြတာကိုတွေ့ရပါတယ်သို့တော်လည်းအာနာသိမ့်ပြီးနောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကင်တပ်များဟာရခိုင်ကားတက်ပို့ပြီးတော့နေမြေများကိုခိုင်းမာထိန်းချုပ်လာနိုင်စွမ်းရှိလာကြပါတယ် ဒိတ်တော်၎င်းတို့ဖို့ကိုပိုင်အုပ်ချုပ်ရေးအခွင့်သာတောင်းဆိုကြရပြီးအနာဂတ်မှာပေါပေါက်လာမယ်ရတားဆိုးရနဲ့လက်တွဲရန်ညှဆန့်ကောင်းညှဆန့်လာနိုင်စရာရှိပါတယ်တချို့လက်နက်ကင်ဘွဲတွေဟာရခုပင်တတိတခြားတိုင်းပြည်ပုံစံမျိုးတီထောင်အုပ်ချုပ်နေနိုင်ပြီဖြစ်တာကြောင့်အန်ယူဂျီနဲ့မဟာမေးပြုတ်ရန်စိတ်မဝင်စားကြတော့ပဲအစိုးပြူထားပြီဖြစ်တဲ့ Federal Brain ရင်ပြင်ပမှသာနေသွားလို့စိတ်ရှိနေပြီဖြစ်ပါတယ်အတူတူဆိုရရင်မြန်မာဟာဘောလကန်ဒေတာများကဲ့သို့ဖြစ်လာနိုင်စရာမရှိပါဘူး သို့တော့စိတ်စိတ်မှမှခွဲသွားမဲ့အန်နီရယ်ကအမြဲလို့တော့ရှိနေတာကြောင့်ဒိုင်ရင်သားလုံနေစုခေါင်းဆောင်များနဲ့မြန်မာခေါင်းဆောင်တွေကြောင်းရင်ကြားဆိုင်နိုင်ဖို့လိုအပ်တာကိုမိမောင်းထိုးပြလျက်ရှိနေပါတယ်။ရေစုံမျောသွားနိုင်တဲ့ပြိပခအလားလား။ဤနေရာမှာဖြစ်နိုင်တဲ့အနေထားတစ်ခုကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ပြပြတတအဖြစ်မထွက်ပဲနေပေါင်းတန်ကြာတီတီတိုက်ပွဲများဆက်ဖြစ်နေမယ်ဆိုပါကဒေါ်လန်ရေးကြီးဟာအခြားလူမျိုးပြိပခများကဲ့သို့ဖြစ်သွားပါလိမ့်မယ်။ထို့သောဆိုရင်အန်ယူဂျီနဲ့စက်တက်နှစ်ပွဲစလုံးဟာ လက်ရှိနေသားမှာအတိအကျနောက်ပြန်ဆုတ်သွားကြပေလိမ့်မယ်။ရှင်မတို့နာမဆုတ်နေသားကပင်နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာနိုင်တဲ့အခွင့်အလမ်းများထွက်ရှိလာနိုင်ပြန်ပါလိမ့်။မြန်မာစစ်တပ်ဘုတ်ကအာဏာခွဲဝေပေးရတဲ့၎င်းတို့ရဲ့ထုံးစံအတိုင်းတိုက်လိုက်နားလိုက်နဲ့ဆက်သွားဖို့တာလိုလားနေပါလိမ့်။ဒိုင်းဒလန်နကိုင်ဖွဲတချို့ဟာလည်းစီးပွားဖြစ်နိုင်မဲ့အခွင့်အရေးများရဖို့ဂျိုးပန်းလာကြပါလိမ့်မယ်။အဲ့လိုဖြစ်သွားမယ်ဆိုရင်စစ်တပ်တို့ကမစိုးတလောက်အောင်မြင်မှုတွေရသွားပါလိမ့်မယ်။၎င်းတို့ဘုတ်ကရခိုင်တိုင်းပြည်ပခများကို အရေးပါမှုအစဉ်အတိုင်းကိုင်းတွဲဖြည့်ရှင်းသွားကြပါလိမ့်မယ်။ထို့သောဖြစ်မသွားနိုင်အောင်တော်လိုင်းရင်အင်အားစုများနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များမဟာဗျူဟာမြောက်လက်တွဲကကာကွယ်သွားကြရမှာဖြစ်ပါရင်စတက်ရဲ့အင်အားကိုဖြည့်နိုင်သမျှရော်ဘားတရက်ရော်ဘားလာအောင်အားထုတ်ရင်မိမိတို့အတွက်လိုအပ်တဲ့ရင်းမြစ်များရရှိအောင်ကြံဆောင်ကြရပါမည်။မိကုံအမေရိကန်နဲ့ဒေသတွင်းနိုင်ငံများအနေနဲ့ဒေါ်လာရင်းအင်အားစုများအောင်ပွဲခံဒေါ်လာရင်းအင်အားစုများအောင်ပွဲခံနိုင်အောင်မိတို့အားပေးကူညီတင်တဲ့နေ တရုတ်ရုရှားတို့နဲ့အမြဲလိုချင်းများရမယ့်နိုင်ငံကြီးတဲ့ရုပ်သွားနိုင်တဲ့ရေးကြောင်းလန်နက်ကူညီများပေးလာနိုင်ပေါ်တော့မရှိပါထို့အစားအန်ယူဂျီအားရပတ်အုပ်ချုပ်ရေးအဖွဲ့အစည်းများထူထောင်နိုင်ရေးအတွက်အကူအညီများပို့ပြီးတော့ပေးတင်ပါတယ်နိုင်ငံတွင်းတိုက်ပွဲများအများဆုံးဖြစ်နေတဲ့ဒေသများမှာအုပ်ချုပ်ရေးတရက်ထူထောင်နိုင်ရေးအတွက်အကူအညီများတိုက်ရိုက်ပံ့ပိုးတင်ပါတယ်ဒါပြင်ဒိုင်းနာခေါင်းဆောင်များနဲ့ဗမာတွေကြားဆက်ဆံရေးထိုးတက်ခေါင်းမွန်လာရေးအတွက်ဝင်ရောက်ပါဝင်တင်ပါတယ်လာမယ့်နှစ်ဟာအန်ယူဂျီတို့ကလွန်စွာအရေးပါလာတဲ့အဆုံးပြတ်ပေးမယ့်နှစ်လည်းဖြစ်ပါတယ် အမေရိကန်ရဲ့အာရှမဟာမိတ်များဖို့မိမိတို့နဲ့လက်တွဲလို့ရနိုင်မယ့်နိုင်ငံမျိုးလိုချင်သည်လောဒို့မဟုတ်ကတောင်းကနေနဲ့ပြစ်ပယ်ထားရမယ့်နိုင်ငံအဖြစ်ဆက်ထားသွားမည်လောဆိုတာကိုအဆုံးဖြတ်ချရပြီတော့မည်ယခုကမလုံးမရှုပ်အနေထားဖြင့်သွားလို့မရတော့ပဲပို၍အန်ရဲ့များကောင်းများလာနိုင်တဲ့စုံစားမှုမျိုးလုံရတော့မယ့်အချိန်လည်းဖြစ်ပါလိမ့်ဆိုလိုတာကအန်ယူဂျီနဲ့ဒိုင်းဟန်တာလန်နကိုင်ဖွဲ့များနဲ့ဒီဒီရောက်ရောက်လက်တွဲသွားရတော့မှာဖြစ်တယ်လို့យေတာထားပါလိမ့်ယခုကရွေးကောက်ပွဲကိုမိသူမှမလာမှန်းတေချာသွားတဲ့အခါမှာတော့ ုံလုံလာတည်နေအမျှဘီဘားမမီဒီယာများကိုလာရောက်လေးလာကြပါရန်အရှမ်းမရှိဖိတ်ခေါ်လာပြန်ပါတယ်။ဘီဘားမမီဒီယာများကလည်း၎င်းတို့ကိုဝင်ရောက်ခွင့်မပြုဘဲဖိတ်ပင်ထားတာဟာအာနာသိမ်းပြီးချိန်ကစလို့လေးနှစ်ပင်ကျော်လာခဲ့တာကြောင့်ရာထောင်းရခဲ့အခွင့်အရေးကိုအမိရဖမ်းဆုပ်လာနိုင်ပါတယ်။ဒုတိယဆင့်ရွေးကောက်ပွဲကိုနောက်ထပ်မျိုးနယ်တရားမှဇန်နဝါရီ17မှာပြုလုပ်သွားမယ်လို့လည်းကြေညာလိုက်ပြီဖြစ်ပါတယ်။အဲ့ဒီမျိုးနယ်တရားမှာတဝက်ကျော်ခန့်ဟာဘီသူဘတ်တော်သာတော်လိုင်းရေးတံများထိန်းချုပ်နေမြေတွင်နေဖြစ်နေပါတယ်။ ပြိုင်ပန်းမရှိရှင်ပြန်ရမယ်ဆဲဥစုရဲ့ငယ်မွေးချံပေါပါတီချမ်းပေါဟာမဲဆွယ်ပွဲများကိုရန်ကုန်မှာတရားဝင်စတင်လိုက်ပြီးဖြစ်ပါတယ်။အဲ့ဒီရွေးကောက်ပွဲဟာမြေတီအရာကိုမှအလုံးမပေးပဲတေချာချားနာစွာအကွက်ချစစ်စင်ထားတဲ့ပြားဆက်မျိုးသားဖြစ်ပါတယ်။ပြီးသူတို့ရဲ့ခုခံတွန်းလှန်ဆဲမုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ကြတဲ့သတင်းပိတ်တများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတဲ့ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေ။